ဘယ်ဘက်မှမူတာလဲအိမ်ဘက်မူထားတော့ဘုရားရောက်မြန်မရောက်မြန်သိရလားအေးအဲ့ဒီလိုဖြစ်တဲ့အခါကျဘုရားရှင်ကိုရောမြတ်ကရောင်ကြီးတော်လှမ်းလိုက်ပါလို့လေရောင်ကြီးတော်လှမ်းပြီးတော့သူ့ရဲ့မျက်နှာဘက်ကိုလှမ်းပြီးတော့ရောင်ကြီးတော်လှမ်းပြီးလွတ်လိုက်တဲ့အခါဒီရောင်ကြီးတော်ကိုမထကုန်လီကမြင်လိုက်တဲ့အခါဒါသာမန်ပုဂ္ဂိုလ်ရဲ့ရောင်ကြီးမဟုတ်ဘူးဗုဒ္ဓရဲ့ရောင်ကြီးပဲဖြစ်မယ်ဆိုပြီးတော့စိတ်แท้ကနေပြီးတော့ သူ့ကိုကြီးညူသွားမတ်ဖះကိုကြီးညူသွားတယ်အဲ့ဒီကြီးညူသွားတဲ့စိတ်လေးနဲ့ပဲအဲ့ဒီပုံကိုဒီဘာဖြစ်သွားလဲတည်သွားတယ်တည်သွားပြီးတော့ဘယ်ရောက်တော့တာဝရိန္ဒာနတ်ပြည်ရောက်ဘယ်ရောက်လဲတာဝရိန္ဒာနတ်ပြည်ရောက်တယ်အေးအဲ့ဒါသားဖြစ်တဲ့ပုဂ္ဂိုလ်ကတော့သီသွားပြီဆိုတဲ့အခါတာဝရိန္ဒာနတ်ပြည်မှာအသက်16နှစ်အရွယ်ပြန်ပြီးတော့ဖြစ်တယ်ဟုတ်လား ဒါကြောင့်နေအရွယ်ဖြစ်တော့အိမ်မှာကြတော့သူ့ရဲ့အဖေကသီသွားပြီဆိုမှငါသားရဲ့ဖြစ်မှဖြစ်လေချင်းငါတို့ပစ္စည်းဥစ္စာတွေရှိခဲ့တဲ့နဲ့ဒီပစ္စည်းကိုအသုံးချပြီးတော့မင်းကိုမကယ်နိုင်လိုက်ဘူးဆိုတော့အိမ်မှာငိုချင်းချဘယ်မှာငိုချင်းချလဲအေးအိမ်မှာငိုချင်းချနောက်ကြသလားမကြဘူးလားအဲ့ဒီငိုတဲ့မျက်ရည်ပြီးအသုံးချသေးလားမကြတော့ဘူးတို့လောကသားတွေအဲ့ဒါမျိုးမဖြစ်ဘူးရေမကြည့်ဘူးလား အရေးကြီးတယ်ပစ္စည်းဥစ္စာဆိုဒီမှာကိုးကွယ်မှုမဟုတ်ဟုတ်လားလက်ထဲမှာတအားကြီးဆုပ်ကင်ထားဖို့မဟုတ်အရေးရဲ့အကြောင်းရဲ့ဆိုသုံးဖို့အတွက်ရှာနေကြတာမရှာဘူးလားအေးဒီမှာငိုးနေတဲ့အခါပြီးတော့သင်္ချိုင်းကုန်းကိုအဲ့ဒီအလောင်းကောင်းကိုပို့တယ်လောင်းကောင်ကိုပို့လိုက်တဲ့ကတင်းညံ့ရောက်တဲ့အခါကျတော့ကြံတဲ့ပုဂ္ဂိုလ်များပြန်ပြန်ကြံတဲ့ပုဂ္ဂိုလ်များကတော့တို့လိုက်ပို့ပြီးတော့မပြန်ဘူးလား အေးအဲ့ဒါဒီအလောင်းကောင်ကိုတင်းညံ့ရောက်ရင်ပြန်တဲ့ပုဂ္ဂိုလ်ကပြန်ကြတယ်အဲ့ဒါ तू ကတော့တင်းညံ့ကုန်မှာတယောက်ထဲငိုပြီးတော့ကြံခဲ့ तू ငိုတာဒီအကျိုးရှိသေးလားအေးအဲ့ဒါမြေပုံပေါ်မှာဖတ်ပြီးတော့ငိုနေလိုက်တရက်လည်းငိုတယ်တရက်လည်းငိုတယ်နောက်ရက်လည်းပဲအဲ့လိုငိုတယ်ဆိုတော့တဖြည်းဖြည်းနဲ့သူ့သားကတနာလာတယ်ဒီတဲ့ဘယ်သူကတနာလာငါအဖေကတော့ ဘဘုရုံးကတော့တစ်မျိုးအခုတော့လှုပ်ချလိုက်ပြီဆိုပြီးတော့အဲ့ဒါငါဖေဒီတိုင်းကိုနေတာကြီးတော့ငါမကြည့်ရပါဘူးဆိုတာဝရိန်သာကနေပြီးတော့ဘယ်ကိုဆင်းလာတယ်ဆိုတော့အဲ့ဒီသင်္ညိုင်းကုန်းကိုဆင်းလာတာဘယ်မှာဆင်းလာလဲသင်္ညိုင်းကုန်းကိုဆင်းလာပြီးတော့သူ့ရဲ့အဖေနှမ်းလေးမှာဘွားကနေကိုထင်ရှားပြလိုက်ပြီးတော့နော်ကိုထင်ရှားပြလိုက်တဲ့အခါကျတော့သွားပြီးတော့ငိုးနေတဲ့ အဋ္ဌိဏပုပ္ပကကဂျုံနေဆိုလှမ်းပြီးကြည့်လိုက်တော့သူ့သားကိုမြင်တော့အံ့အားတဲ့ဟာမင်းဘလို့ဖြစ်သွားတာလဲမင်းဘယ်ရောက်သွားတာလဲအဲ့လိုတွေမေးတော့အဖေကျုပ်အတွက်မပူနဲ့ကျုပ်ကနောက်ဆုံးသေကံဒီအချိန်ခါကာလမှာဘုရားရှင်ကိုရောမြတ်ကြွလာပြီးတော့ဘုရားရှင်ကိုရောမြတ်ရဲ့ရောင်ကြီးတော်ကိုမြင်ရပြီးတော့ဘုရားကိုကြီးညိုစိတ်လေးနဲ့သေလိုက်တဲ့အတွက်ကြောင့်ကျုပ်ဒါဝရင်သာနတ်ပြည်ကိုရောက်ခဲ့ပါတယ် ကျုပ်အတွက်ကတော့မငူတော့နဲ့ဒါပေမဲ့တခုတော့တောင်းဆိုခြင်းပါတယ်တဲ့ဗါတယ်လေတခုတော့တောင်းဆိုခြင်းပါတယ်ဘာလေးတောင်းဆိုခြင်းတလဲလို့ပြောရင်အဖေကလည်းပဲအရင်တုန်းကကုသိုလ်ကောင်းမှုလုပ်ဘူးရဲ့လားမလုပ်ဘူး तू ကလည်းလုပ်ဘူးရဲ့လားမလုပ်ဘူးဆိုတဲ့အခါကျတော့ကဲကျုပ်ဒီလိုတာဝရင်သာနတ်ပြည်ကိုရောက်သွားအောင်ကယ်လိုက်တာဒီဗုဒ္ဓကကယ်တာတဲ့ဘယ်သူကကယ်တာလဲဗုဒ္ဓ ဗုဒ္ဓကကေတာဖြစ်တဲ့အတွက်ကြောင့်ဘုရားရှင်ကိုရောမြတ်နဲ့အတူတကားယန်တန်ကများကိုပင့်ဖိတ်ပြီးတော့သွမ်းတနက်ကပ်ပါတဲ့ဘာကခိုင်းလဲသွမ်းတနက်ကပ်ပါဆိုအေးအဲ့လိုဆိုကောင်းပြီဆိုဝမ်းမြောက်ဝမ်းသာနဲ့အဲ့ဒါအိမ်ကိုပြန်ခဲ့အိမ်ကိုပြန်ခဲ့ပြီးတော့အဲ့ဒါအစည်းအဝေးကိုချမှတ်သူ့ရဲ့ဝန်ကျင်ကရှိတဲ့ပုဂ္ဂိုလ်များလည်းပဲဖိတ်တယ်အဲ့ဒါဖိတ်ပြီးတော့ငါသာတာဝရိနာရောက်သွားလို့ ငါကနေပြီးတော့သူကဆုံးကခိုင်းတဲ့အတွက်ကြောင့်ဒီမှာဘုရားရှင်ကိုရောမြတ်နဲ့အတူတကွရဟန်းတန်ခါများကိုဆုံးကမလို့လို့အဲ့လိုပြောတဲ့အခါကျနဗေးပုဂ္ဂိုလ်များကယုံရဲ့လားခင်ဗျားတို့ဘလောက်ပြောပြောจิตတို့ကတော့မယုံနိုင်ဘူးလို့ဖြစ်နေကြတာဘာကြောင့်မယုံတာလဲတခါမှဒါနမလုပ်ဘူးတခါမှသီလသောက်တည်မှုမလုပ်ဘူးတခါမှဘာဝနာပွားတာမလုပ်ဘူးဆိုတော့ယုံရဲ့လား နဗေးပုဂ္ဂိုလ်များကမယုံဖြစ်နေတယ်သူဘလောက်ပြောပြောမယုံကဲမင်းတို့ဘလို့ပဲနေနေလာကြပါအောင်ဆိုပြီးတော့အဲ့ဒါနဗေးအင်းတွေကိုဖိတ်နောက်နေ့မှဘုရားရှင်ကိုရောမြတ်ကြွလာပြီးတော့ဘုရားရှင်ကိုရောမြတ်ကိုဆုံးကတ်တယ်ဆုံးကတ်တဲ့အခါကျလူတွေကနေပြီးတော့ရှောက်ထားရှင်ဘုရားဒါနာလဲတစ်ခါမှမလုပ်သီလလဲပဲတစ်ခါမှမဆောက်တည်ဘာဝနာလဲပဲတစ်ခါမှမပွားများတဲ့ပုဂ္ဂိုလ်ဒီတာဝရိန်သာနတ်ပြည်မှာရောက်တဲ့ဆိုတာဟုတ်ရဲ့လားဘုရားလို့အဲ့လိုရှောက်တဲ့အခါကျတော့ ဘုရားရှင်ဘုရောမြတ်ကမှန်တယ်တကားတို့သူလှုပ်သွားတဲ့ကုသိုလ်ကောင်းမှုလေးကိုဘုရားကပြန်ရှင်းပြရှင်းပြပြောပြပေမဲ့လူတွေကမယုံတယုံဖြစ်နေတယ်ဟုတ်လားယုံရဲ့လားအဲ့ကြတော့ဘုရားရှင်ကိုရောမြတ်ရဲ့စိတ်တော်နဲ့အဓိဋ္ဌံလိုက်ပြီးတော့တာဝရင်သာနတ်ပြည်မှာရောက်နေတဲ့မထကုံကလီနတ်သားဒီမှာလာပြီးတော့ကိုထင်ရှားပြပါဆိုပြီးတော့ အိမ်မာလာပြီးကိုထင်ရှားပြလိုက်တဲ့အခါကျမှအာလုံးသောပုဂ္ဂိုလ်များမယုံဘူးလားအေးယုံသွားတယ်အဲ့ဒီအချိန်မှာပဲအဋ္ဌိဏပုဗ္ဗကတထေးကြီးကလည်းပဲဝမ်းမြောက်ဝမ်းသာတွေဖြစ်ပြီးတော့သူ့ရဲ့ရှိသမျှသောပစ္စည်းများကိုသာသနာကိုပုံပြီးတော့လှူသွားတယ်ဖြစ်တဲ့နော်အဲ့ကြတော့အဲ့ဒီပုဂ္ဂိုလ်သည်ငကိုယ်တော့ကလောဘမထိန်နိုင်တဲ့အတွက်ကြောင့်တောကတွေနဲ့မတွေ့ဘူးလား ေးလောဘကိုထိမ့်လိုက်တဲ့အခါဒေါကတွေငြိမ်မသွားဘူးလားငြိမ်သွားတယ်ဗုဒ္ဓရဲ့သာသနာတော်မှာသူ့ရဲ့ပစ္စည်းပစ္စယများလူတန်းပြီးတော့သာသနာတော်ကိုကြည်ညိုတဲ့တစ်ခေတ္တရောက်ဖြစ်ပြောင်းလဲသွားခဲ့ပါတယ်ဒီဇလန်းကိုနာကြားရတဲ့သူတော်စင်များပစ္စည်းဥစ္စာဆိုဒီမှာဟုတ်လားဖြုံးပြစ်ဖို့တော့မဟုတ်ဘူးစနစ်တကျသုံးပြစ်ဖို့ပါဟုတ်လားနော်ဘာလို့ဖို့လဲ စနစ်တကျသုံးပြဖို့ရာအဲ့တော့ရှိကပုဂ္ဂိုလ်များလုတ်သွားတာကိုကြည်သွားပြန်ကိုကတန်ဝေခယူလို့မရဘူးလားအေးအတိယူလို့ရတယ်နမူနာယူလို့ရတယ်ဘဝမှာကိုကပစ္စည်းဥစ္စာတွေရှာပွေထားပြီးတော့ဒီရလာတဲ့ပစ္စည်းဥစ္စာနဲ့ကိုအတွက်ကိုဆွေမျိုးအတွက်ကိုရဲ့မိတ်ဆွေများအတွက်ဘေးရန်များကာကွယ်ဖို့အတွက်နောက်တစ်ခုကကုသိုလ်ရာရေးအတွက်သုံးသင့်သလားမသုံးသင့်ဘူးလား သုံးသိနေအဲ့ဒါကြောင့်မို့တို့သူတော်စင်များလည်းပဲဗုဒ္ဓရဲ့သာဝကများချစ်တည်အားလျော်ဆိုတာဗုဒ္ဓရဲ့စကားကိုနားမထောင်သိဘူးလားအေးထောင်သိပြီးတော့ဦးစင်းရဲ့တရားကိုနာကြားပြီးတော့လက်တွေ့ဘဝထဲမှာထည့်သုံးလို့မရဘူးလားရတယ်အဲ့ဒါကြောင့်မို့ဒီနေ့ကြွားရောက်လာကြတယ်အလုံးတော်သူတော်စင်ပြိတ္တတ်အပေါင်းသူတော်ကောင်းတို့ဒီဤကဲ့သို့တရားတော်များကိုနာကြားရတဲ့ကုသိုလ်ကံစေရနာတို့ကြောင့် လောဘထိမ့်ပြီးတောကငြိမ့်တဲ့ပုဂ္ဂိုလ်များဖြစ်ကြကုန်ပြီလျှင်ဘောဘဝဒုရုနှင့်မညံဘုံညာနိဗ္ဗာန်တရားတော်မြတ်ကိုရလွယ်ရောက်လွယ်မျက်မှောက်ပြုလွယ်နိုင်ကြပါစေကုန်တော်ဟူ၍ပေါင်းစုကတောင်းစုပထနာပြုလိုက်ကြကုန်ရသည် ကဲဥစဉ်ကတစ်ခေါက်ဆိုပြီးမယ်တို့တော်စင်များက၃ခေါက်စီလက်ပြီးတော့ဆိုဗုဒ္ဓသာသနာနေယောဝါရှိကြလင်းသေးတော် သင်စိတ္တမေမာဘုံညံဓမ္မဒေသနာသင်ညိတံဧနသဗေဒုက္ခယံဒုဇနာဣဋ္ဌသမေင္ကိနောမေမယာဒေသကဖြစ်သောတရားဟောဆရာငါတိဓမ္မဒေသနာသင်ညိတံတရားတော်နှင့်ဆက်ရှင်သောယမဘုံညံအကျဉ်ဓမ္မဒါနာ တရားအလိုကိုပေးလူရာချင်းပြုသောပုံညကရိယာကုသိုလ်ထုကိုသင်စီတံတရားလိုလားအမျိုးကောင်းသာမျိုးကောင်းသမီးအပေါင်းသူတော်ကောင်းတို့နှင့်စုပေါင်း၍ဖြည့်စည်ပူလိုက်ရပါပေ၏။ဒုံမေပိတရားချက်ခင်စိတ်ကောင်းဝင်ကြကုန်သောသင်သူတော်စဉ်ပရိသတ်အပေါင်းသူတော်ကောင်းတို့သည်လည်းပဲ ယမပုံဉ္ဇအကျဉ်တံမတဝနာတရားတော်ကိုကြားနာရခြင်းတည်ဟူသောပုံညာကရိယာကုသိုလ်သူကိုသင်စီတံကောင်းစွာမသွေဖြစ်စီဘူးလရပါပေ၏ဣနာထုသောစီဘူးဓမ္မဒါနာဓမ္မတဝနာ ပုံညာကရိယာကုသိုလ်သူကြောင့်တပိလူအယယနအဖျားပြာယမမကျွင်း ခပင်ဥဒုံအလုံးစုံကုန်သောတတ္တသူငါကသတ္တဝါမန္တမြအနန္တတို့သည်အိဋ္ဌသမင်ကြီးနောမိမိတို့လူလာတောင်းတကြတဲ့အိဋ္ဌမင်္ဂလာဖြာဖြာတို့နှင့်ပြည့်စုံကြကုန်သည်ဖြစ်၍ဒုက္ခယံသူယနေ့ကသနိဗ္ဗာန်ရသည့်ဘဝတန်ရောင်ဉာဏ်ဉာဏ်မှာမှာဉာဏ်ဉာဏ်သာသာရှိတော်မူနိုင်ကြပါစေကုန်သတည်း နေ့သာသနာတော်နေ့2552ခုကောဇာတက္ကရီ1380ပြည့်နေ့ဝါစုလပ်ပြည့်ကျော်15ရက်နေ့နေ့ပိုင်းမန္တလေးမြို့ချမ်းရည်သာသံမြို့နယ်တောင်ဆလင်းတိုက်ပြည့်အတွင်းမှာစင်ရင်ကျင်းပပြုလုပ်အပ်သည့်ဝါရွင်ကာလဓမ္မသဘင်၌ဓမ္မဒါနကုသိုလ်ရှင် မိဘနှစ်ပါးနှင့်ဥရွှေအားရည်စူး၍သောသံမိသားစုနှင့်ဘဂဝါတရားချစ်ခင်သူတော်စင်အပေါင်းတို့ကနေပြီးတော့စုပေါင်းကျင့်ပပြုလုပ်အပ်သည်ဤဓမ္မသဘင်ပွဲ၌ဟောကြားအပ်သောလောဘချိန်မှသောကငြိမ့်မဲ့အမြည်ရသည့်တရားတော်ဣတ္တရေတရားတော်ရဲ့အမြည်က Thank you. ဘာထိမ့်မှဘာငြိမ့်မှလဲလေလောဘထိမ့်မှဒုက္ခငြိမ့်မယ်ဆိုတဲ့တရားတော်ကိုဒီနေ့ညဒီနေ့နေပိုင်းမှာကြွရောက်လာကြတဲ့အာလုံတော်သူတော်စင်ပြိဿအပေါင်းသူတော်ကောင်းတို့အားဥစဉ်အနေနဲ့ဟောပြောပြတတ်သင်ကြားပေးတော်မှာဖြစ်ပါတယ်ဟုတ်လား ညကြီးတယ်ဟောနေကြဆိုတော့ဒီနေ့ညတော့ဖြစ်ဟဲ့နေပိုင်းကတရားဝဲကျင်းပတာကတော်ဆရာဟုတ်လားနော်တော်တော်များများတရားဝဲကဘယ်ချိန်ကျင်းပကြလဲဘာလို့ညကျင်းပတယ်ထင်ငိုက်ကောင်လို့ဟုတ်လားနေပိုင်းကြီးဆိုတဲ့အခါကျလူမြင်နေမှာသလိုညပဲကျင်းပကြတယ်ဟုတ်လားအေးအဲ့ဒါကြောင့်မို့ ဒီနေ့ဒီပိုင်းမှာကြွရောက်လာကြတဲ့အာလုံတော်သူတော်စင်များအားဥစဉ်နေနဲ့ပြောပြဟောပြမှာကတရားတော်ကဗါတယ်လေလောဘထိမ်းမာတောကငြိမ့်မယ်တဲ့အဲ့ဒီတရားတော်ကိုတို့သူတော်စင်များလောဘတွေရှိနေတဲ့ပုဂ္ဂိုလ်များတောကနဲ့ကင်းနိုင်ရလားလောဘရှိရင်တောကကနောက်ကလိုက်တယ် လိုက်သလားမလိုက်ဘူးလားအေးလိုက်တဲ့အတွက်ကြောင့်ဒီလောဘကိုဒုက္ခဖြတ်နိုင်ရင်ဖြတ်မဖြတ်နိုင်လို့မွေးထားရင်အဲ့ဒီလောဘကနေဘာကိုမွေးထုတ်လိုက်မလဲတောကကိုမွေးထုတ်လိုက်မယ်လောဘနဲ့တောကကင်းနိုင်ရလားအေးအဲ့ဒါကြောင့်မို့တို့သူတော်စင်မြားလူဘဝရနေတဲ့အခိုက်အတန့် ဗုဒ္ဓရဲ့ဓမ္မများကိုနာကြားပြီးတော့လောဘထိမ့်နိုင်သမျှထိမ့်အောင်သောကကင်းနိုင်သမျှကင်းအောင်ဥစဉ်ကတရားဘာလို့နာမည်ပေးတာလောဘထိမ့်မှသောကငြိမ့်မယ်တဲ့ဥစဉ်ကတရားဟောတဲ့အခါဗာလေးတွေလှုပ်ပြီးလေရှိတယ်လို့ပြောရင်တို့သူတော်စင်တို့ရဲ့လက်သေးသာရွက်လေးတွေရလား အဲ့စာကလေးကဘာလို့ဖို့လဲမဟုတ်ဘူးကြည့်ဖို့ဟောလားဘာလို့ဖို့လဲအင်းကြည့်ဖို့အာအိမ်ပြန်သွားရင်တော့ဒါလေးနဲ့တော့တို့အချိုးချင်းလေးတွေတို့ထုတ်လိုက်အောင်မတော့မလုပ်နဲ့ဟုတ်လားနော်ဘာလို့ဆိုရင်အကြောင်းအရာလေးတွေခေါင်းစည်းလေးတွေပေးထားတာဟုတ်လားနော်ဦးစင်းပြောပြဟောပြမယ်ခေါင်းစည်းလေးတွေအဲ့ဒီထဲမှာစုပေါင်း တို့သူတော်စင်တို့ကို၅ချက်လောက်ပြောပြပါဘယ်နှချက်လဲ၅ချက်လောက်ပြောပြမယ်အဲ့ဒီ၅ချက်ကဘာ၄လဲလို့ပြောရင်နံပါတ်၁လောဘနံပါတ်၁ကဘာလဲလောဘနံပါတ်၂ကဒေါကနံပါတ်၃ကလောကီလောကုတ္တရာဒုတက်ကြောင်းတရား၆ပါးနဲ့ဘာ၆ပါး လောကီလောကုတ္တရာကျိုးတက်ကြောင်းတရား6ပါးနောက်နံပါတ်4ကိုကြည့်ရင်ပစ္စည်းဥစ္စာ3ဆွဲရမယ်ဌာန5မျိုးတဲ့ဘာ5မျိုးပစ္စည်းဥစ္စာ3ဆွဲရမယ်ဌာန5မျိုးနောက်နံပါတ်5ကျတော့ဗာတယ်လေလောဘကြောင့်ဒုက္ခဖြစ်ရသူတဲ့ဗာတယ်လေ အေးအဲ့ဒါသူ့ပေါင်းဘယ်နှချက်အဲအဲ့ဒီ၅ချက်သာနာပြီးသွားရင်တော့ကျန်းသာမြဲအောင်သုတ်တာဟုတ်လားဘာဖြစ်မှာသူ့လို့ဟမ်ကျန်းကိုမြဲအောင်သုတ်တာကောင်းငင်ပြန်တက်ကုန်မှာသူ့လို့ဟုတ်လားနော်အေးအဲ့ဒါကြောင့်မို့တရားနာတယ်နာတယ်ဆိုတာကသို့သူတော်စင်များသိထားကြဖို့ရာကတရားများသည်နာယုံနဲ့ပြီးရဲ့လား အေးပထမတစ်ဆင့်ကတော့နာရဒုတိယတစ်ဆင့်ကကျင့်ရမယ်ဘာလို့ ਆ မလဲအဲ့ဒီနာရာနဲ့ကျင့်နာနဲ့ရှိရင်နောက်ကဘာလိုက်လာတယ်လဲလို့ပြောရင်အတိတရားလိုက်ဘာလိုက်လာတာလဲအေးအဲ့ဒါကိုသာသနာသကလုံးနဲ့ပြောရင်တော့ပရိယတ္တိသာသနာရေပฏิပတ္တိသာသနာရေပฏิဝိဒသာသနာရေ ဘာသာသနာတွေတဲ့လေအဲပฏิဝိရသာသနာခုတို့သူတော်စင်များတရားနာကြားခြင်းသည်ဘာသာသနာကြီးပြုနေတာလဲပြောရင်ပရိယတ္တိသာသနာကြီးပြုနေတာဘာပြုနေတာလဲတနည်းအားဖြင့်ပြောရင်အသင်သာသနာဘာသာသနာလဲအသင် အသင်သာသနာတရားနာတယ်နာတယ်ဆိုတာကသင်္นานတက်တာနဲ့အတူတူပဲ။ဘာနဲ့တူလဲ။သင်္นานတက်နေတာနဲ့အတူတူပဲ။တို့သူတော်စင်များက ခုဘာသင်္นานလဲပြောရင်ဓမ္မသင်္นาน။ဘာသင်္นานလဲ။ဓမ္မသင်္นานဆိုတော့ဓမ္မသင်္นานလားဓမ္မသင်္นานလား။ ဓမ္မသင်္นานတော်တော်များများကဓမ္မသင်္นานကြီးတွေတက်တာများတယ်။ကြောင်းမို့ခုတ်ကြထစ်ကြပိုင်းကြဖဲကြထူကြနဲ့ဖြစ်ကုန်တာဒီကတော့ဓမ္မသင်္นานဘာသင်္นานလဲအေးဓမ္မသင်္นานဆင်းတဲ့ပုဂ္ဂိုလ်ကတယောက်နဲ့တယောက်ပြစ်ချင်းခတ်ချင်းရိုက်ချင်းနှက်ချင်းသက်ချင်းစိတ်တွေပေါက်လာတယ်ဓမ္မသင်္นานတက်တဲ့ပုဂ္ဂိုလ်ကတယောက်နဲ့တယောက်သာနာစိတ်တွေ မေတ္တာစိတ်တွေကရုဏာစိတ်တွေမုရိတာစိတ်တွေဥပေက္ခာစိတ်တွေမဖြစ်ဘူးလားဖြစ်ပါဘူးခွာကလားမခွာဘူးလားအဲ့ဒါကြောင့်ဒုသူတော်စင်တို့တက်ရတဲ့သင်္นานဒီအဖြစ်မြင့်သင်္นานဘာသင်္นานလဲမြင့်လားမမြင့်ဘူးလားအဲမြင့်နေဟုတ်လားဒီဓမ္မယုံကနှစ်ထက်ဆိုတော့ဟုတ်လားနော် နှစ်ထပ်ဆိုတော့မြင့်ပြီးသားအဲ့ဒီမြင့်နေတဲ့အပေါ်တရားကပူပြီးတော့မြင့်ထားတော့ဟုတ်လားပေါ်ခေါင်းထိထိသွားမယ်ဟုတ်လားနော်အေးအဲ့ဒါကြောင့်ဓမ္မသင်္นานတက်ကြတဲ့ပုဂ္ဂိုလ်များနဲ့ဓမ္မသင်္นานတက်ကြတဲ့ပုဂ္ဂိုလ်တွေရဲ့ဘဝတည်กว่าသလားမกว่าဘူးလားအေးတို့တော်စင်တို့ရဲ့စိတ်แท้ကြတော့တရားတွေနာလေးရရင်ငြိမ်းချမ်းမှု အပြည့်ရသလားမရဘူးလား တကယ်ရရလားဘလူလေးရတော့ဟမ်ငြိမ့်အေးသွားတာလေးမဖြစ်ဘူးလားအေးအဲ့ဒါဓမ္မကပြီးတဲ့အသိကြတော့ဩဒီလိုပါတို့စိတ်တွေဖြစ်နေတာကဒီပုံစံဓမ္မကရှိတာကဒီပုံစံတို့ဒီလိုလေးပြင်နေရင်ပိုငြိမ့်ကြံမယ်ပြင်လို့မရဘူးလားအေးပြင်လို့ရတယ် တို့တရားနာတယ်နားတယ်ဆိုတာကတော့တဏီအဖြစ်ပြောရင်ကိုယ်စိတ်ကိုဟောလာစိတ်ထဲမှာယောဂဖြစ်နေတဲ့အတွက်သေယုံတက်တာနဲ့တူတူပဲဟောလာဘာနဲ့တူတာလဲအဲတို့သူတော်စင်များခုသေယုံတက်သေကုနေတာဟောလာနော်စိတ်ထဲမှာယောဂတွေမရှိဘူးလားမာယောဂတွေရှိတယ်ဟမ်အေးလောဘဒေါသမောဟယောဂတွေမရှိဘူးလား အဲ့လိုဆိုတော့ဟောနေတဲ့ဘုန်းကြီးမရှိဘူးလားအပြည့်ပါပဲဟောလားဘာကြောင့်ဟောမိနေတာလဲလို့ပြောရင်ဦးဇင်းတို့ကသာဖတ်ထားတာဒုသူတော်ဇင်းတို့တဲ့ပူပြီးတော့မဖတ်ဖြစ်ဘူးလားအေးဖတ်တယ်လားမဖတ်ဘူးလားဆိုတာဘွဲ့ရဲ့နောက်မှာအမီးလေးတွေမပါဘူးလားအင်းအဲ့ဒီအမီးလေးများကပြရဒီကူတော့သာဖတ်ထားတယ်လို့မပြဘူးလားအေးအဲ့ဒါကြောင့်မို့ ဥစဉ်တို့ဖတ်ထားမှတ်ထားတဲ့ဓမ္မများကိုတို့သူတော်စင်များကို လာပြီးတော့ဖောက်တယ်ချတာပါချတာလေဖောက်တယ်ဆိုပေမဲ့ဥစဉ်တို့ကအရင်တိုင်ပြီးတာပါဟုတ်လားနော်အရင်တိုင်ပဲပြီးတာအမျက်ယူရဲ့လားအဲအမျက်ယူထားတာမရှိဘူးဘာကြောင့်အမျက်မယူတာလဲပြောရင်ဥစဉ်တို့သင်ထားတဲ့ဓမ္မကလည်းအလကားဖရီးရခဲ့တာငွေကြီးပါရဲ့လား ဆရာသမားများကအခမဲ့သင်ပြီးတဲ့ဟာကိုတို့သူတော်စင်များအားအခမဲ့ပြန်ပြီးတော့ဟောလာပြန်ဖြန့်ပြီးတာဟောလာအေးအလကားဖြန့်ပြီးတာတော့တခါလေယူခြင်းတဲ့ပုဂ္ဂိုလ်ကနေနေသလားမနေဘူးလားဒီခေတ်တဲ့ကုံသေးနှုံးတွေကတော့စိတ်ထိုးတက်သွားတယ်ဘာတွေသေးကြသွားတော့ဓမ္မပဲသေးကြနော်ဘာတွေပဲသေးကြပါ ဓမ္မတွေပဲသိကြသွားတာအလကားပြီးတာတော့သိပြီးတော့မယူကြဘူးဟုတ်လားနော်ယူတဲ့ပုဂ္ဂိုလ်မနေဘူးလားအေးအဲ့ဒါကြောင့်တရားနာတယ်နာတယ်ဆိုတာကလည်းပဲတာမန်နဲ့နာဖြစ်ရဲ့လားလောကမှာအကြောင်းများစွာပြနေတဲ့ပုဂ္ဂိုလ်ဘာသာရေးအလုပ်လုံးဝမလုပ်ဖြစ်ဘူးဟုတ်လားနော်ဘာပြတဲ့ပုဂ္ဂိုလ် နော် reason တွေများစွာပေးတယ်အရှင်ဘုရားတပည့်တော်တို့ကတော့ very busy ပါဗျာ today လည်း busy yesterday ကလည်း busy tomorrow လည်းပဲ busy ပါဗျာအရှင်ဘုရားတပည့်တော်တို့ကတော့ busy နဲ့ပဲအဲ့ဒါတန်မြာလဲနေတာပါ အလုပ်တွေများပါတယ်ဗျာများပါတယ်ဗျာအဲ့ကြတော့သူတို့ကအလုပ်များတယ်လို့ကြီးတဲ့အခါကျတော့အဖုံကြီးဖုံကြီးတွေကဘယ်လိုဖြစ်လဲအလုံးမရှိတဲ့ဘုံကြီးလို့အိဗယ်ပေါ့မနေဘူးလား အဲ့ဒါကြောင့်ဦးဇင်းလူနန်းတော့လာမကြီးနဲ့ဟုတ်လားနော်တပည့်တော်တို့ကအလုရှုပ်တဲ့ဖရာဆိုတော့အရှင်ဘုရားတို့ကအလုလက်မဲ့ဖရာလို့ပြောတာ ਨੇ သူမနေဘူးလားအေးအဲ့ဒီပုံစံဖြစ်နေတာအလုကသူရောကိုရော မရှုပ်ဘူးလားအေးဦးဇင်းတို့လည်းရှင်းအောင်သူပြီးဂရုံးတော့တုံးထားတာဒါပေမဲ့ဂရုံးတုံးမှကိုရှုပ်နေတာ မရှုပ်ဘူးလား အေးငကူရတောင်ပူပြီးအလုတ်တွေများသွားဆရာတော်ကြီးနဲ့ပေါင်းလိုက်တယ်ဆရာတော်ဥဒိခနဲ့ပေါင်းလိုက်တယ်ပူတောင်ရှုပ်သွားသေးရှုပ်သလားမရှုပ်ဘူးလားအေးအဲ့ဒါတလုတ်ပြီးတလုတ်ပေါ်လာကြတာအာဓမ္မရရကြီးတဲ့ဆရာတော်ကတော့ရင်းရင်းလေးလေးခေါ်တယ်ဟုတ်လားဓမ္မရရကိစ္စတခုကတော့ပေါ်လာပြန်ပြီဆိုနာကိဟောလုတ်ပြန်ပြီတရားဝဲခြင်းပါဟိုနန်းဟောဒီနန်းဟောဆိုကြတော့မျက်နှာပြရတာတော့တော်ခက်ဟုတ်လားနော် ဒီဘုန်းကြီးတွေလာရင်တော့အလူခံအဖွဲ့ကြီးတွေပဲလို့ထင်သွားမှသိုးရနော်အခုနာဂိကနည်းနည်းလေးတက်တာပြီးသွားတော့ဩဒီလောက်ဆိုင်တော့မဆိုးပါဘူးဆရာတော်ကြီးရောသူရောဆရာတော်နဲ့ဘူးပေါင်းလဲရတဲ့အတွက်ကြောင့်မို့ဆရာသမားကောင်းရတဲ့အတွက်ကြောင့်သူလည်းပဲချမ်းချမ်းသာသာနဲ့ဒီလုပ်ငန်းကိုအဆင်တပြေဆောင်ရွက်ခွင့်ရတယ်လို့ဝမ်းသာပြီးလို့မှမဆုံးသေးဘူး ဓမ္မရရဤကျွတ်ဒီဝတ်ဒီဖြတ်ပြန်ပြီတဲ့ဟုတ်လားဘာတွေဖြတ်တာလဲကျွတ်ဒီဝတ်ဒီဖြတ်ပြန်ပြီတဲ့အဲ့ဒါအလူခံတွေရောက်နေတယ်တပည့်တော်တို့စီလှမ်းပြီးတော့အလူခံထားတာတွေရှိသံအိတ်160လောက်လူနေတယ်တဲ့ဥစဉ်ကတော့ဘူဘုံဘုံပြောထားတာသံအိတ်200လို့ပြောထားတာနော်အေးသံအိတ်200လောက်တို့လူနေတယ်အဲ့ဒီသံအိတ်200ကိုဘယ်ကိုလူတာလဲခင်ဗျာ လို့လျှောက်ကြည့်တော့ချင်းပြည်နယ်တောင်ပိုင်းနဲ့ပါတယ်ဗျချင်းပြည်နယ်တောင်ပိုင်းကမတူပြီရဲ့ပလဝရဲ့ဆိုတာရှိတယ်။ဗာနဲ့ပါတယ်မတူပြီနဲ့ပလဝမှာရှိတော့ရှင်ဘုရားအဲ့ဒီမှာဘာဖြစ်တယ်လဲဖုရားဆိုတော့အခင်းတွေကိုဝင်ပြီးတော့ကြွက်တွေတိုးဝက်တွေဝင်ပြီးတော့ဖြက်စီးတာတဲ့ဘာကောင်းလဲဘာကောင်း တော်ဝက်နဲ့ကြွက်ဟာရှင်ဘုရားဝက်တွေကြွက်တွေကဒီကြွက်ကဘယ်လောက်များကြီးလို့လဲဘုရားတပည့်တော်တို့ရွှေဘုဘတ်ဆိုရင်တော့ကြွက်နလန်ကိုမထူနိုင်ဘူးဟုတ်လားရွှေဘုဘတ်ကဥစဉ်တို့ကနော်ကြွက်နလန်မထူနိုင်ဘူးဥစဉ်တို့ဘက်ကစဘာလောက်တာတော့ရှိတယ်ကြွက်တွေနလန်မထူနိုင်ဘာဖြစ်လူမြင်ရင်ကိုကြွက်ကပြေးနေရတယ်ဘာမြင်ပြေးနေရတယ် လူမြင်ရင်ပြီးနေရတယ်ဆိုတော့လူကလည်းပဲဒီတိုင်းနဲ့မဟုတ်ဘူးသူ့လက်ထဲမှာလက်နက်ကအပြည့်ဟုတ်လားနော်ဘဝပါတယ်ခရင်ပါတယ်ထိုးမယ်ခုတ်မယ်ဖြစ်မယ်ကြီးတယ်အဲ့ဒါကြောင့်မို့ငကိုတုံးကတော့ဒိုးတွေမှာဆိုလို့ရှိရင်ကျိုးအပ်လို့ချက်သီးတာတွေရှိတယ်နောက်တကညာဘိုင်းဆိုရင်မွေမကြောက်ရအောင်လားဒီခေတ်ကျတော့ပြောင်းပြန်တော့မွေကတော့လူကြောက်လို့ထွက်ပြေးနေတယ်နော်။ဘာတွေဖြစ်ကုန်တာလဲ အေးအဲ့ဒါမွေလိုက်ဖမ်းပြီးတော့နော်မွေတက်ပြီးတော့ရောင်းတာတခါလေအရှင်မိလို့ရှင်လည်းပဲမြို့လာပြီးတော့ရောင်းတယ်အဲ့ကြတော့ဒီခေတ်သေးရောက်တဲ့အခါကျတော့နော်တရိษံကတောင်မှလူကိုလက်မြောက်မထားရဘူးလားလက်မြောက်ထားရတယ်ဟုတ်လားနော်အေးတဖြည်းဖြည်းနဲ့ကြမ်းကြမ်းသွားတဲ့အခါကျတော့တရိษံကတောင်ဖျားတင်ထားဟုတ်လားနော်အေးတို့ရဲ့ဆရာဟာလာပြီတို့ချင်းချင်းကြိုက်တာအဲ့လောက်မပုံဘူး နော်လူတွေကသာဝင်ပြီးတော့တို့ကိုတိုက်ရင်တော့အကုန်ပြောင်းပါပဲဆိုပြီးတော့တရိစ္ဆာန်ငါးပါးကြောက်မနေရဘူးလားအေးဦးဇင်းတို့ရွှေဘုဘတ်ဆိုရင်တော့တော်တော်များများလုပ်ငန်းလုပ်ကြတာကလည်းပဲလေကွင်းတွေပဲများတယ်နော်လေလုပ်ငန်းတွေများတယ်သဘာလုပ်ငန်းများတယ်ကျွတ်တွေလာတယ်လာသမျှကျွတ်အကုန်တက်ပြီးတော့ရောင်းတာဟုတ်လားနော် အေးအဲ့ဒါကြောင့်မို့ရွှေဘုဘတ်ဆိုရင်တော့ကြွက်ကနလန်ကိုမထူနိုင်ဟုတ်လားအခုကျတော့ရှင်မယအဲ့ဒါဆိုတော့ကြွက်ကဘလောက်ကြီးလို့လဲခရားလို့ရှင်မယတော်တော်ကြီးတယ်တဲ့ကြွက်တကောင်တကောင်များဒီမှာရှိနေတဲ့ခွေးပေါက်စားတဲ့တောင်ကြီးတယ်တဲ့မကြီးဘူးလားအဲ့ဒီလောက်ကြီးတဲ့အကောင်တွေကအကုန်ဝင်ပြီးတော့ဖြတ်သွားတော့အုပ်စုလောက်တက်လာ ရှင်မြတ်ဒီဟာတွေကဘယ်ကရောက်လာတာလဲဆိုတော့နောက်ဘက်မြစ်ကနေပြီးတော့ဖြတ်လာတာတဲ့ရှင်မြတ်မြစ်ထဲဖြတ်တယ်ဆိုတော့ကြွက်တည်းရေနဲ့မျောပါမှာပေါ့ဗျာလို့ပြောတော့မဟုတ်ဘူးတဲ့ကြွက်ကလည်းပဲနောက်ဆုံးပေါ်မော်ဒန်ရက်ဟုတ်လားနော်အေးအဲ့ဒါခင့်မိတဲ့ကြွက်ဟုတ်လားနော်မော်ဒန်ရက်ဖြစ်နေတဲ့အခါကျတော့ဒီကြွက်ကဘလို့ကူးလာတာလဲဆိုတော့တကောင်နဲ့တကောင် အမီးလေးတွေကိုက်ပြီးတော့ကူးတာဟုတ်လားနော် အဲ့ဒါမြစ်တလျှောက်လုံးကိုတကောင်နဲ့တကောင်အမီးလေးတွေအကုန်ကိုက်ထားလိုက်ပြီးတော့တန်းစီပြီးတော့အကုန်ဖြတ်လိုက်အဲ့လိုဆိုတော့ရေနဲ့မျောလေပဲသူတို့ကကျိုးမျောတယ်လို့မျောသွားတယ်နော်ကျိုးမျောတယ်လို့မျောသွားပြီးတော့အကုန်လုံးတန်းပြီးတော့အဲ့ဒါမြန်မာဘက်ကိုအကုန်ရောက်လာတယ်ရောက်လာပြီးတော့ဒီမှာဝင်ပြီးတော့ဖြက်စည်းတဲ့အတွက်ကြောင့်အခုမတူပြီနဲ့ပလက်ဝမှာစားစရာမရှိဘူးတဲ့ဟုတ်လားဘာမရှိဘူးတဲ့ อืมအဲ့ဒါတို့သူတော်စင်တို့ရဲ့အိတ်သေးရလေထုတ်ထားကြအောင်ဟုတ်လားနော်အေးအဲ့ဒီတိုင်းတော့ဖြစ်နေတယ်အဲ့လိုဆိုတော့လောကမှာလိုက်ပြီးတော့ကြီးလိုက်ရင်ဒုက္ခကင်းတဲ့ပုဂ္ဂိုလ်တော့ရှိရလားမရှိဘူးမရှိဘူးဟုတ်လား